ချမ်းဘူးမငင်းချမ်းဆိုတာတယောက်တည်းမငင်းချမ်းဘူးမဟုတ်ဘူးပြည်သူလူထုတရားလုံးမငင်းချမ်းတဲ့အနေအထားကိုကျွန်တော်တို့ရောက်သွားတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကငင်းချမ်းအောင်ဆောင်ရဲနိုင်ဖို့အတွက်ကျွန်မအားသွန် concept ဆွေးနွေးဖို့ဒီပွဲကိုရောက်ရှိလာခြင်းဖြစ်ပါတယ်ငင်းငင်းတို့အဖြစ်အပျက်ပါနေတယ် အော်ကျမတို့ရလာမှာပါတဦးတယောက်ထည့်ပြောတယ်ဆိုတာထက်ဒီပွဲက resort တွေရလာမှာအဲ့ရလာတာကိုနိုင်ငံတော်အကြီးအကဲစီကိုတင်ပြပြီးတော့မှနိုင်ငံတော်အကြီးအကဲကဒါကတော့ဖြစ်တင်တယ်ဒါကတော့မဖြစ်တင်ဘူးဆိုတာမျိုးကိုပြန်နေသုံးသက်တာအာပြီးလို့ရှိရင်ဆင်ခြင်စဉ်းစားတာပြီးလို့ရှိရင်နောက်ဆက်တဲ့ပွဲတွေခေါ်တာစတဲ့အပြင်ဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်မို့လို့ဘလို့ဘလို့ရလက်တွေထွက်လာမလဲဆိုတာကိုတခါသေးပြောဖို့ရအတွက်မဆွေးနေပဲနေခြင်းတဲ့ဆွေးနေပွဲဟာကောင်းတယ် တယောက်နဲ့တယောက်တွဲဆုံရင်အဖြစ်မန်တေရော့သွားတယ်မရော့တန်းရှန်းတွေရော့သွားတာပေါ့လေအဲ့ဒါပထမရလက်ပဲပြီးလို့ရှိရင်ဒီငင်းချမ်းရေးဟာဘလတ်တန်ဖိုးကြည့်တဲ့ဆိုတာကိုအပြည်သူလူထုတရားလုံးသိလာနိုင်တယ်အဲပြီးအဲ့ဒါကြောင့်ပဲငင်းချမ်းရေးစကားဝိုင်းကလိုအပ်တယ်ဆိုတာကိုညီမတို့ပြောနေရှင်ဖြစ်တယ်။ဆိုလို့ချင်းငင်းချမ်းရေးဆိုရင်ပြီးပြီလားဆိုမပြီးဘူး။ဘာကြောင့်မငင်းချမ်းလဲဆိုတာပြည်သူတွေရဲ့ရင်ထဲမှာ ရှိနေကြတဲ့စကားတွေကိုလည်းဒီနေရာမှာကြားလာရမှာဖြစ်တယ်။ ground sound တွေရဲ့ယင်ထဲမှာရှိတာကိုလည်းဒီနေရာမှာကြားလာရမှာဖြစ်တယ်။ဆိုတော့ဒါတွေဟာဆိုလို့ရှိရင်နိုင်ငံတော်အကြီးအကဲနဲ့ねပြန်လေသုံးသပ်ဆင်ခြင်စဉ်းစားဖို့အတွက်အချက်တွေအများကြီးရလာနိုင်ဖို့ပဲကျွန်မရှင်ပြီးတော့မှပြောချင်ပါတယ်။ဒီတော့ကိုရငင်းငင်းအတွက်ဘယ်လောက်ထိ တပိုင်းတစအထကိုပြုတ်တယ်လို့ပဲကျွန်မပြောချင်ပါတယ်ရွေးကောက်ပွဲတစ်ခုတည်းနဲ့တော့မငြိမ်ချနိုင်ပါဘူးဒါပေမဲ့တစိတ်တပိုင်းတော့အထကိုပြုတ်တာဖြစ်နိုင်ပါတယ်ရွေးကောက်ပွဲစိတ်သုံးသွားတာလည်းကြာသွားပြီအာလေးနှစ်အတွင်းကိုရောက်သွားပြီဆိုတော့ရွေးကောက်ပွဲကလည်းတစိတ်တပိုင်းအထကိုဖြစ်နိုင်တယ်လို့ရွေးကောက်ပွဲတစ်ခုတည်းနိုင်ငံရေးပါတီတစ်ခုတည်းနဲ့နိုင်ငံတို့တစ်ကိုသွားလို့မရသေးပါဘူးကျွန်မတို့လည်းနဲ့ကင်တော်လန်ရဲ့အဖွဲ့အစည်းတွေထဲမှာပါနေကြတဲ့ပုံကိုယ်တွေဘယ်တော့ပါလာနိုင်မှာလဲ ် NCA ကိုလက်မှတ်ရေးထိုးထားကြတဲ့ကျမတို့လိုအဖွဲ့အစည်းတွေကခေါင်းဆောင်တွေဘလောက်ထိဂတိကဝတ်တွေပေးနိုင်မယ်ဟိုနိုင်ငံတို့အစိုးရကလည်းဂတိကဝတ်တွေကိုဘလို့ပေးနိုင်မယ်ဟိုအဲ့ဒါကတော့ပို့ပြီးတော့မှအရေးကြီးပါတယ်နောက်ပြီးလို့ရှိရင်ဒီဟိုလက်နက်ကင်တော်လာရေးဖြစ်ပေါ်လာရခြင်းရဲ့အနေအထားတွေကိုလည်းပြန်လေသုံးသပ်လို့ရနိုင်တဲ့အနေအထားအများကြီးရသွားနိုင်တယ်လို့ကျမထင်ပါတယ်ဟုတ်ကဲ့ဒီစုစုပဲမှာပေါ့ခါတိုင်းငင်းငင်း ွန်းလေးဘွယ်နဲ့မတူဘဲနဲ့စီးပွားရေးကဏ္ဍမှာပါမှာဆိုတော့ငင်းချိုင်းနဲ့စီးပွားရေးကိုဆက်ဆက်မှုရှိအာငင်းချိုင်းရဲ့စီးပွားရေးကတအားကြီးသက်တာပေါ့ဟုတ်အဲ့ရကထလာတာနဲ့ထမင်းမဆက်ရလို့ရှိရင်ဘယ်သူမှငင်းကြိုင်ရေးစကားပြောနိုင်တော့မှာမဟုတ်ဘူးအဲ့ဒါကြောင့်နိုင်ငံတည်ငြိမ်ဖို့ဆိုလို့ရှိရင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်းအင်မတန်မှအရေးကြီးပါတယ်စီးပွားရေးအတွက်အလုံးလုံးနိုင်ဖို့အခွင့်အလမ်းတွေကိုဘယ်လိုချကြံနိုင်မှာလဲဘယ်လိုလုပ်ရမှာလဲဆိုတာလေဒီပွဲမှာတော့ဟိုအဓိကပေါ့လေအဓိကဆွေးနွေးနိုင်ကြလိမ့်မယ်လို့တော့ကျွန်မယုံကြည်ထားပါတယ် ရွေးကောက်ပွဲတော့ဗန်ဒမနိုင်ငံရေးချင်းနေပြီအဲ့ဒါတော့ခမ်းမန်းဖို့ကတော့အနည်းငယ်စိုးပါသေးတယ်ဟိုနိုင်ငံရေးထဲမှာထဲထဲဝင်ဝင်ပါလင်ပါနိုင်ဖို့အတွက်လူသစ်တွေအများကြီးပါလာနိုင်တယ်အဲ့ဒီထဲမှာဆိုလို့ရှိရင် NCA လက်မှတ်ရေးထွက်ထွက်ကြတဲ့ပုံကိုယ်တွေကိုကဘယ်လိုစဉ်းစားမှလဲအဲလက်နဲ့ကင်နေစေပုံကိုယ်မျိုးကဘယ်လိုနည်းနဲ့စဉ်းစားမှလဲဆိုတာကတော့ဟိုကျွန်မပြောဖို့အတွက်အမှန်တမ်းစိုးနေပါသေးတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ကျမတို့ငင်းချင်ရဲ့လုံနေရရှင်းသည်ကျမပုံမှန်ပြောနေတဲ့စကားကတော့ကျမတယောက်ထည့်အတွက်မဟုတ်ဘူးမိသားစုအတွက်တက်တက်မဟုတ်ဘူးကျမပါတီအတွက်တက်တက်မဟုတ်ဘူးကျမကြိုးစားနေခြင်းကြိုးပမ်းနေခြင်းသည်ကျမတို့နိုင်ငံအတွင်းမှာရှိနေကြတဲ့ပြည်သူလူထုတရားလုံးတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့ဒီလိုကြိုးပမ်းခြင်းသည်ဟောပေါ့နော် ဟိုအစိုးရတစ်ဖက်သေးကိုမဲလုံးပေးပြီးတော့မှကျွန်မတို့လုံနေခြင်းမဟုတ်ဘူးအစိုးရကိုလေကိုချင်းစာတာရှိတယ်လို့နေပေဒေတာအတိအထိမှာဒုက္ခရောက်နေကြတဲ့အခက်အခဲကြုံနေကြတဲ့မိသားစုအားလုံးရဲ့အခက်ဖြစ်စဉ်ကိုလေကျွန်မအနေနဲ့ရင်ထဲမှာတကယ်ခံစားပြီးတော့မှတတိုင်းငံလုံးအေးချမ်းရေးအတွက်ကိုကျွန်မတို့ကြိုးပမ်းနေတာဖြစ်ပါတယ်ဆိုတာကိုပြည်သူတွေကိုကျွန်မတင်စကားပါရှင်းပါတယ်